။အော်ပဲကျွန်တော်နာမည်ကတော့ဖေးရပါ။ရန်ကုန်နဲ့ကျွန်တော်လာအပ်ပြီးပါ။မင်္ဂလာလေးကိုအဲနှစ်သင်းလုံးကတော့နှစ်သင်းလုံးကတော့ပြောမယ်ဆိုလို့ရှိရင်တော့အသင်ကောင်းတယ်အသင်ကြီးတယ်ပေါ့နော်။အဲသူတို့ရဲ့ပြင်ဆင်မှုတွေကလည်းနှစ်သင်းလုံးကကောင်းတယ်။ DG ဆိုတဲ့ဒါငွေအားနဲ့တော့လုပ်ယူထားတဲ့ DG ဆိုကလာသမားကောင်းတွေအများကြီးခေါ်ထားတယ်။လူငယ်ကလာသမားတွေလည်း DG ကပိုင်ဆိုင်ထားတဲ့ကောင်း။အဲဗလိကျင်စင်ကလည်း MIU ကအငားခေါ်ထားတဲ့ကစားသမားတွေနဲ့လက်ရှိသူတို့ဟိုမန္တလာမန္တလေးရပါတော့ ရှိတဲ့ကစားသမားရည်နဲ့ပြီးတော့သူကလည်းပြင်းပြတတ်တော့တော်တော်ကောင်းတယ်ပေါ့နော်တင်းကောတော့တော်တော်ကောင်းတယ်အဲဒီနှစ်သင်းတည်းကတော့မှားတဲ့အတင်းပဲခံသွားမှာပေါ့နော်အဲပူပူတာဝါမှာတော့မရှိပါဘူးအဲ့လိုကြီးတော့ဟိုပူတာပူပူတာတာထွက်လို့ရတဲ့အတင်းမရှိဘူးပေါ့နော်အဲ့တော့မှားတဲ့အတင်းပဲစားခံပါဘောပေါ့နော်ပေါ့နော်အဲဒီနှစ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကလည်းအဲ့ဒါအဲဘယ်လိုပြောမလဲကိုးကွာချားချက်လေးနဲ့ပဲအာ ့ပလေးအော့ကံပြီးတော့ဖိုင်နယ်ကိုခံရတယ်။ဒါပေမဲ့အတင်းတွေကပြောမယ်ဆိုရင်ဒီမန္တလေးကြီးရဲ့အတင်းကဘလက်ဝုလို့အတင်းရတယ်။ဒါလူငယ်တွေကြီးပဲဆိုပေမဲ့လည်းဒီပလေးအော့အဆင့်ထိသူတို့ဆိုရင်တက်တက်လာနိုင်တယ်ပေါ့နော်။နောက်ပြီးတော့အတင်းတိုင်းကအတင်းတိုင်းရဲ့ခြေစွမ်းတွေကဘယ်လိုပြောမလဲပိုကောင်းတဲ့ကောင်းလာတယ်ပေါ့နော်။အခုဆိုရင်ဒီအငားခေါထားတဲ့လူငယ်တွေဒီဘူလူပွဲမှာဆိုလို့ရှိရင်ဒီနှစ်သင်းဆိုလို့ရှိရင်ဒါတော်အချိန်နဲ့ဖြစ်မဲ့နှစ်သင်းပဲ။အားကြောင့်ကျွန်တော်ကလည်းဂျန်ဝါရီဒီဒီကိုလာပေးတာပါ။ โอเคဒါတော့ပြောမယ်ဆိုရင်ဒါကြည့်တင်တာမနော်ပွဲပွဲကြီးပွဲကောင်းတစ်ပွဲပေါ့နော်ဒီတိုက်ဒေတာကြီးအနေနဲ့ဆိုတော့လကောင်ဒါဒီတနက်ကလုံးတိုက်တာနဲ့ဆိုတော့လကောင်သတင်းကလည်းဘယ်လိုပြောမယ်ဆိုရင်အင်အားကြီးသတင်းကန်တာဖြစ်တဲ့အတွက်အဲဒီမန်နီမရှိရတွေရောပူကြည့်တယ်ဟဲ့နော်ရန်ကုန်လူတွေရောဒါစိတ်ဝင်စားတယ်ပြမလားအခုလာကြည့်ရချားလာကြည့်ရလူတွေရှိတယ်ဒီပွဲကိုနော်ကွင်းထဲထိလာကြည့်ရလူတွေရှိတယ်အဲ့တော့မန်လီဖန်ရှိရလူတွေလည်းကွင်းထဲထိ အလာဟပေးဖို့မျှော်လင့်ပါတယ်။နောက်ပြီးတော့ line ဘွာအအကြောင်းမျိုးကြောင့်မဟာတဲ့လူပဲဖြစ်ဖြစ်နေဝေးရလူပဲဖြစ်ဖြစ် line ဘွာဒီအားပေးဖို့အတိုက်တွန်းပါတယ်။ကောင်းပါတယ်။အကားသားဆိုတာတော့ဘယ်လိုပြောမလဲနိုင်ငံတိုင်းကတော့ပုံပဲ။အကားသားဆိုတော့နောက်ပြီးတော့လူငယ်ရဲ့အထွက်လဲဒါအတဏီအားဖြစ်ပြောမယ်ဆိုလမ်းမလဲမရောက်ချေဘူး။အဲဘယ်လိုပြောမလဲအထောက်ကူပြုရမလို့။ကျမရဲ့တော့လည်းကောင်းသူရဲ့အဲစိတ်နေစိတ်ထားရဲ့တော့ကောင်းအခုဆိုရင်အဲဖူဆဲဆိုရင်အရန်တူတက်လာတယ်။ အကစားသမားတွေရဲ့ attitude တွေလည်းကောင်းလာပြီဆိုတော့ဒီလိုပြန်ပွဲကိုချင်းပါပေးလေသူတို့အတွက် professional တွေအတွက်လည်းယက်တီချက်လည်းပိုကောင်းလာမယ်အဲ့လိုပေါ့နော်ဆက်လိုက်ရအဆင်ပြေလာမယ်ဆိုတော့ခုသေးကိုဆက်ပြီးတော့အားပေးရလို့အနေနဲ့လည်းဆက်ပြီးတော့အားပေးသိချင်ပါတယ်ကျမချင်းမရေးလေမနာချင်းမပေးသေးချင်ပါလေ။အလုံးမင်္ဂလာပါခင်ဗျ။ ကျွန်တော်တော့ကျွန်တော်နဲ့များတော့လောက်ပြောင်းဖြစ်ပါတယ်။အဲကျွန်တော်ကတော့နေတိုင်းတာတော့ပြန်ကောင်းပါဗျ။အဲကျွန်တော်ကတော့ငကိုကျော်လူ FC ပေါ့ခုဘောရတာဌာနီ FC ဆိုပြီးတော့အဲမိပြားလို့ပြန်လို့ဝင်နေတဲ့မကွေးလေးကအတင်တရားပါဗျ။ဟုတ်ကဲ့။အဲဒီတီဂျီနဲ့မနမလိကျစမှုတွေ့ဆုံတဲ့ဒီမန္တလေးပေါ်လူပွဲရတော့ ဘက်တင်းချောင်းနဲ့ချက်ပြန်ပြတ်မယ်ဆိုကျွန်တော်အနေနဲ့ခံမမိတာတော့ကျွန်တော်ကတော့ဒီဂျီတင်းမယ်ချက်ပြန်ချက်လိုက်မယ်လို့ခံမမိပါတယ်အဒီဂျီတင်းမယ်အမြင်ဆိုလို့ကျွန်တော်တို့ကဗရမသောအဖွင့်ပေါ်မှာတော့တို့အမှားလေးလုံးမိသွားတယ်အနောက်ဘက်မှာတို့အဲဗရမသောအမှားရဲ့ဟိုကိုတို့ရေးတို့အနေနဲ့အဒီဥစ္စာကိုအတွေ့အကြုံယူပြီးတော့နောက်ဘက်မှာဒီထပ်မမအောင်အကုန်လုံး နီးပြတယ်ပလေယာတွေအားလုံးစုစုစည်းစည်းနဲ့အတင်းဝကောင်းကောင်းကစားတော့တဲ့အတွက်အဲနောက်ပွဲတွေမှာအမှားရင်းမရှိဘဲသူတို့တွေအဲပွဲစဉ်တိုင်းကိုအနိုင်ရရှိပြီးတော့ဒီအဆင့်တက်နေတာတွေသူတို့တက်နန်းထားနိုင်တယ်ပေါ့အဲမလေးကျစံနဲ့တင်းကောင်းတဲ့မှာပဲအဲမလေးကျစံနဲ့သူတို့ဒီရန်ကုန်လေးခေါ်ထားတဲ့အဲအစုဖွဲ့လေးရလဲသူတို့အသွဲလေးရလဲအကောင်းဆုံးလို့မန္တလေးမှာရှိပြရဖြစ်တဲ့ local player တွေရလဲအဲသူတို့ကလည်းသူတို့အခြေချင်းနဲ့သူတို့ အဲတကောဆွမ်းဆောင်လေးလည်းအကောင်းမွန်လေးရှိတယ်တဲ့သူတို့ကလည်းတင်းကောင်းတည်းမှာပဲအဲဒီမှာလည်းပြောရအောင်ဒီမန္တလေးလေးနောက်ဆုံးဖိုင်နယ်ဘောလုံးပွဲမှာအဲဘောလုံးပွဲဖြစ်တာနဲ့အလျောက်ဘောလုံးပွဲလည်းဖြစ်တာနဲ့အလျောက်အတင်းနဲ့တင်းရတော့ဟိုဟာပေါ့အဲဒီမင်းထက်မှကြိုးစားပြီးတော့အထီးခိုက်လေးအထီးထိခိုက်တာတွေပါတယ်ညာကြီးလည်းရှင်းနိုင်ပါတယ်အဲအားပါတွေကိုတရားနဲ့တရား ဟိုမလိုလားပဲပြဿနာတွေမဖြစ်အောင်အမလိုလားပဲနဲ့အထူးကမှုတွေမရှိအောင်တတ်နိုင်ဆုံးဆောင်ရှားပြီးတော့ကစားကြဖို့နှစ်ဖက်တနာအားလုံးကိုလည်းအအထူးမြတ်တာရက်ခံပါတယ်ဒီမန္တလေးမှာရှိတဲ့အဲဒီမန်ဘောလုံးချင်းမြန်လို့ပူဇော်ချင်းမြန်လို့မန္တလေးမြို့ပေါ်ကပိတ်တက်တယ်လေအကွန်းနဲ့ဒီတော်ရောက်ကြည့်ရှုအားပေးကြအောင်ကျွန်တော်နေနဲ့အထူးမြတ်တာရက်ခံပါတယ် ်အနောက်ဘက်ကလမ်းဘက်မှာရှိတဲ့ဒီဘက်မှာရှိတဲ့အဲဝင်းမာရောင်းနေတဲ့မဘလုံးချင်းမြတ်လို့တော့ဖူးစောချင်းမြတ်လို့တော့စိတ်တက်တူနေနေလဲအဲဒီ YouTube channel အဖန်ကဆိုပြီးတော့ရချလိုက်လို့ရှင် YouTube channel လေးရှိပါတယ်အဲ့ရနေပြီးတော့အထုတ်လုပ်ပေးပါလိမ့်မယ်ဘလုံးကတော့မနေ့ကအစကူရဲ့17လ2025ဘလုံးဘူးနေမှာရှင်းပြမှာဖြစ်ပါတယ်ရှင်းပြမြတ်တင်းကတော့ PG United နဲ့မနီးပြည့်စင်လို့ဖြစ်ပါတယ်အဒီတော့ကြောင့်လို့အားလုံး အတူတူအားပေးကြပါအောင်လို့ပြောရင်ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမြင်လာပါခင်ဗျာ။ဒီလေကျွန်တော်နာမည်ကတော့ဦးမျိုးပါခင်ဗျာ။ဒီကျွန်တော်လက်ရှိလုပ်နေတဲ့လောကတော့ YouTube blog မှာမပေါ်ပါတော့ဘူး post လုပ်နေတာပါ။ကျွန်တော် graduate school နဲ့ national school မှာအားကြရတဲ့လောကတော့ပါခင်ဗျာ။ဟုတ်ကဲ့အခုဒီနေ့ ကျွန်တော်တို့ TDG ကနည်းနည်းနဲ့ TDG နဲ့ကျွန်တော်တို့မရိကျေစင်အဲဒီကမ္ဘာပွဲလေး30ချက်လေးကိုနည်းနည်းလေးဆွေးနွေးကြပါရစေ။ PG တဲ့အားဆိုရင်ကျွန်တော်တို့ဒီအကောင်းဆုံးစူပါမူအားနဲ့စူပါမူကောင်းကောင်းလေးနဲ့ဒီစားရှင်းပြမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်။ချန်ပီယံလည်းဖြစ်နိုင်ပါတယ်ဗျာ။မရိကျေစင်အတင်းအားတော့သူ့ရဲ့တုတ်ပြန်တဲ့အားတွေနဲ့ပြန်ပြီးတော့ရင်ဆိုင်မယ်ဆိုတာလည်းကျွန်တော်ယုံကြည်ပါတယ်ဗျာ။အဲ့တော့ကျွန်တော်တို့ TG ရဲ့ delivery way ရောက်တော့ဆိုမယ်မှာတွေ့ခဲ့တယ်။သူရဲ့ super move အကောင်းနဲ့နောက်ပြီးတော့ဒီကိုရိုင်းရေကိုဒီချကစားခဲ့ပြီးတော့ ိုးတွင်းတဲ့အခါမှာလည်းယုံကြည်မှုရှိရှိနဲ့ပြုကြတာနဲ့အဲလိုပါပဲတပတ်တည်းအမလီချက်စင်းတဲ့အားလည်းတတိယလေးမွေးရသူရဲ့ဒီသူချင်းစွာရဲ့ပြပေါ့နော်နောက်တဲ့သူရဲ့ဒီကျွန်တော်တို့ position အလိုက်စားနဲ့ပုံမှန်လုပ်နေတဲ့နောက်ကျွန်တော်တို့အတက်ကြီးကြလာတာလေးကိုတောင်းတာလေးရအရာကောင်းပါလိမ့်ခင်ဗျာနောက်တစ်ခါ နောက်ပြောနေတာကဒီအမေရိကန်ကကျင်းပနေတဲ့ဒီဝမ်းနဲ့လူပေါ်မှာညောကျင်းပနေတဲ့ဒီဝမ်းလူပေါ်ပြီးသွားတယ်။အဲဒီလေးမှာကျင်းပနေတဲ့မန္တလေးတဲဝဲကလည်းအများကိုအပေါင်းနဲ့ပွဲနေနေတယ်ကျွန်တော်ကတော့အားပေးပါတယ်ခင်ဗျာ။နောက်တစ်ခုကကျွန်တော်တို့ဒီ PG နဲ့မရိကျင်တဲ့ပွဲပေါ်မှာနော်သိတဲ့ညာအနေနဲ့ဝင်းနေဒီလာရောက်အားပေးဖို့လည်းကျွန်တော်တို့ကြိုးစားနေပါတယ်။ဒီလိုဝင်းနေဒီမလာနိုင်ခဲ့ရင်တော့ကျွန်တော်တို့အဆန်အားအာ YouTube channel ကနေပြီးတော့ပြန်ပြီးအားပေးဖို့လည်းကျွန်တော်အနေနဲ့ဆုတောင်းပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။